မင်္ဂလာပါခင်ဗျာရွှေညာမြေ channel ကနေကြိုဆိုပါရစေချက်ပရိသတ်ကြီးမြမပေရင်နဲ့ဂမ်ဘီယာပညာရဲ့နည်းနည်းလာတဲ့လေ့ဝဲချက်တခုကိုပေါ်ထုတ်ဖို့အချိန်ရောက်ပါပြီဒီနေ့ကြည့်ရှုနားဆင်ရမယ့်အကြောင်းကဘဝစီဘဝလမ်းကြောင်းအစိုးဆုံးကြက်တဲနေတဲ့အချိန်မှာတော့ဂျိုစီဂျွန်နင်းကိုနိုင်ယူပြီးရွှေအောင်လမ်းကြောင်းဖွင့်လည်နေကျွန်တော်ရွှေညာမြေ channel ရဲ့ဗီရင်လက္ခဏာဂမ်ဘီယာပညာသုတေသီဆရာကြီးဦးမြတ်ဆန်ရဲ့240တွေ့ကြုံကနေထုတ်ဖော်မဲ့နေသားအလိုက်စီဘဝတက်ခြင်း တပန်းစင်နီဘာရီလုံးမဲထင်လဲယိုးလေးပါတင့်နေသားဂျိုကိုတီးဖို့ပါ စနေတနင်္ဂနွေတနင်္လာစတဲ့နေသားကိုတီးဖို့ပါပဲနောက်တစ်ခုကယုံကြည်မှုတစ်ခုတည်းပါဒီနေ့လမ်းကိုဘယ်မင်းမြတ်တည်းရလှုပ်ဝဲပညာဖြင့်သိသိထားခဲ့ကြတဲ့နှစ်ပေါင်းထောင်ကျော်ပါပြီအခုချိန်မြင်ရတော့မှာကတင့်အတွက်ပါအတိတ်ကောင်းချင်းစီးပွားမောက်ချင်းကံအားနေခြင်းတွေကိုဘယ်လိုဖြစ်ရှင်းမလဲဒါကိုသိချင်တော့ ကျွန်တော်ရှင်ညမြေ channel ရဲ့ဗီဒီယိုလက္ခဏာကံမြတ်ပညာသူတည်တည်ဆရာကြီးဦးမြတ်ဆန်ဟောပြောမဲ့ဒီဗီဒီယိုလေးကိုဆက်ကြည့်လိုက်ပါကိုနေတာဒီအားလုံးအေးပြာကြီးဝေးกว่าကြပါသည်ပညာမြေ channel မှာတစ်ဆင့်အရင်လက္ခဏာကံပြာပညာသူတည်သည်ဆရာကြီးဦးမြတ်ဆန်ကိုစောင့်မျှော်ကြည့်ရှု အပြည့်နေကြတဲ့ကိုနေသားသမီးအလုံးစိတ်ဓာတ်ဒုက္ခကာယဒုက္ခမပြသောဒုက္ခနဲ့ဧဝကြပါသည်ကြောင်းဆုမငောတောင်းအပ်ပါတယ်။ဟုတ်ကဲ့ပညာမြေ channel အားစောင့်မျှော်ကြည့်ရှုနေကြတဲ့ကိုနေသားသမီးများအလုံးဆရာပေးထားတဲ့ကောင်းစဉ်တိုင်းပဲစီဝါတက်ခြင်းတပန်းခြင်းဆိုတဲ့ခဏအနေပြန်လဲကြိုးစားပါတယ်။လူတိုင်းလူတိုင်းဟာကြီးပွားခြင်းညားတယ်ချမ်းသာခြင်းညားတယ် အောင်မြင်ကြည်ကြတယ်ဒါလေလူတွေရဲ့သဘောတဘာဝပဲလေနော်မကြီးဝါခြင်းမချမ်းသာခြင်းနဲ့ပြည့်ရလို့မရှိပါဘူးနော်လောကမှာကြီးဝါစေချောင်းချမ်းသာစေချောင်းအောင်မြင်စေချောင်းအဲ့လိုအကြောင်းကြောင်းကြီးကိုလူတိုင်းလူတိုင်းကဖြစ်ချင်းကြတာတဘာဝလည်းကြပါတယ်နော်အကြောင်းမလို့အချို့ကြလဲလူကျင်တန်းညင်လို့နော်တချို့ကြတော့လဲပါသမီတွေအတွက်ပြည့်ကျင်ကန်းညင်လို့တချို့ကြတော့လဲကိုကိုယ်တိုင်ကကြီးဝါခြင်းလို့ချမ်းသာခြင်းလို့ အဲ့ဒီလိုမျိုးကြီးဝါချင်းချမ်းသာချင်းပြည့်စုံနေကြတာဒါလူတိုင်းရဲ့အကြောင်းကြောင်းကြောင်းသောကိစ္စတွေဖြစ်ပါတယ်အဲ့လိုကြီးဝါစေချင်တယ်ချမ်းသာစေချင်တယ်အောင်မြင်စေချင်တယ်ဆိုရင်လေကိုယ့်ရဲ့ကြီးဝါဖို့ချမ်းသာဖို့အောင်မြင်ဖို့အတွက်အချို့သူလဲနော်ကျွန်တော်တို့ပရောဟိတ်လို့ခေါ်တဲ့ပညာရှိသူကမေးဣရင်ဆရာကြီးစီမှာနေကောင်းရကောင်းအခါကောင်းအချိန်ကောင်းနေမြင်းမြန်းပြီးတော့မှကိုယ့်ရဲ့ဇီဝါ ပြီးလူမှုရေးကျန်းမာရေးအိမ်တော်ကြီးများကိုတွက်ချက်စည်းစစ်ပြီးတော့အင်းမြန်ပြုလုပ်ကြတာလေတွေ့ရပါတယ်အဲ့လိုမင်းမြန်နဲ့အခါမှာလဲအချို့ကြတော့လဲတကယ်မှန်ကန်တဲ့ဆရာဆရာတွေပညာရှင်တွေနဲ့တွေ့တော့လဲတကယ်ကိုပဲအောင်မြင်သွားဤဝါသွားချမ်းသာသွားကြတာလေရှိပါတယ်အချို့ကြတော့လဲဆရာတွေကမှန်တော့မှန်တယ်တဲနဲ့စုပ်ပဲတလို့အကုန်မှန်နေတာဖြစ်တဲ့အတွက်ဘာလို့လို့လောကမှမသိဘူး တချို့ကြတော့လေဆရာတွေကိုမယုံလို့ဟလာဆရာကိုမယုံလို့ဟလာကိုကိုနိုင်ကလည်းကိုကံကြမောင်းမယုံလို့ဆရာတွေပြောတဲ့အတိုင်းမလုပ်လို့မအောင်မြင်ရတယ်လို့တချို့ကြတော့လေဥယုံကြီးကြီးနဲ့တော့လုပ်ပါတယ်ဥပတော်ညာလေပြီးတဲ့ဆရာတွေရဲ့အသိပညာအတတ်ပညာများရဲ့အားနည်းမှုကြောင့်အဲ့ဒါစင်လုပ်တဲ့အခါမှာလွှဲချော်မှုတွေဖြစ်ပြီးတော့မှ ရှိတာလေးတွေကုံသွားတာလေတွေ့ရပါတယ်အချို့ဆိုရင်ငကိုတော့မှစိုင်းနဲ့ကနားနဲ့စီဝါကြီးလေးကအိုက်တင်တော့ လက်ပတ်မှုရှိနေတယ်။အရင်ဆရာကိုမေးပြီးကမှရှိတာလေးတွေကုံသွားတယ်။ဆရာကြီးခိုင်းတာလေးတွေလုံးမိကမှဤတော်နဲ့ပြားကြတယ်။ဘဝမှာဒုက္ခတွေရောက်တယ်။အဲ့ဒီလိုတွေကြုံရတာလေရှိပါတယ်ခင်ဗျ။ဒါကတော့ဆရာကြီးရဲ့အယူအဆနဲ့အတွေးခေါ်အသိပညာနဲ့ဆိုင်တာဖြစ်ပါတယ်။ဒါကြောင့်မဲ့အကြောင်းတကားတာတရားတပုတ်စံတဆရာမှာပညာဆိုသလိုဆရာတိုင်းမှာတော့ပေါ်ကြတာရှိပါတယ်ခင်ဗျ။နော်။အကြောင်းမလို့ဘာပဲလှုပ်လှုပ် နော်ဘာမှန်းမသိရင်လေညာမှန်းမသိပါဘူးခင်ဗျာနော်ဘာမှန်းညာမှန်းသိအောင်တော့လုပ်ဖို့လိုပါတယ်ကိုမီးတဲ့ဆရာရဲ့အကျင့်သီလသိက္ခာသမာဓိပညာဘလောက်ရှိသလဲဒီဆရာကရှေ့မှာပါရီလောက်ထားတာရှိသလဲနော်ဒီဆရာကရှေ့မှာဘလောက်ဒီအောင်မြင်မှုတွေရတာရှိသလဲသူဟောတာပြောတာလေးတွေအောင်မြင်မှုရတာလေးတွေရှိသလားဆိုတာလေးလာစုံစမ်းမှုတော့လိုပါတယ်ခင်ဗျာနော်အားတော့ ဆရာဆရာတွေကိုပုတ်ကတ်လိုချင်စော်ကားလိုချင်စိတ်မရှိပါဘူး။ကောင်းတော့ခဏရသားပြင်းများအခုဒီကာလကလူတိုင်းလူတိုင်းဟာနော်အယူမီဝိုင်းတယ်လို့အပူတော့ကတွေကြုံနေတာဖြစ်တဲ့အတွက်အရင်ဆရာတွေနဂရော်တွေဘိုးတော်တွေမဲတော်တွေကိုအားကိုးကြတာတမတာပါ။နောက်ဒါကြောင့်မလို့မမှန်ကန်ကန်နဲ့ဒီကြာကြာကြတနာလေးအောင်မြင်စေခြင်းလို့ပြောတဲ့စကားပါခင်ဗျာနော်ဒါကြောင့်မလို့ကိုယ့်ရဲ့ကံကြမ္မာကိုဣတိကြကြသိကျင်တယ် လားတွက်ချက်စစ်ဆေးခြင်းနဲ့ဆိုရင်ပင်ဆရာနဲ့ပဲမေးမေးမေးပါတနေ့ကိုတစ်ခါတော့ကံညမောင်စစ်ဆေးပါခင်ဗျအဲ့လိုကိုကံကောင်းတာလဲကိုကမသိဘူးကိုကံဆိုးတာလဲမသိဘူးဆိုရင်လေကံကောင်းတာကတော့ပြဿနာမရှိဘူးပေါ့ဗျာရမှာများများကိုနည်းနည်းပဲရမှာပေါ့ကံဆိုးတာကိုမသိဘူးဆိုရင်တော့မတော်တဆလို့ခေါ်တဲ့အက်ဆီဒင့်တွေကြုံတတ်ပါတယ်စီဝါပြတ်တာတွေဒုက္ခရောက်တာတွေအသက်အန္တရာယ်တွေကြုံတာတွေဖြစ်စေတတ်ပါတယ်ဒါကြောင့်မလို့ပရောဟိတ်လို့ခေါ်တဲ့ပညာရှိသူကမင်း အရင်ဆရာလေးစီမှာတနည်းကိုတစ်ခါလောက်တော့ကန်စာတာတွေကိုစစ်ဆေးသင့်ပါလေခင်ဗျာဟုတ်အကြောင်းမလို့အခုဆရာပြောထားတဲ့ကောင်းစဉ်အရာစီဝါတက်ချင်းတပန်းစဉ်ဆိုတဲ့ကဏ္ဍမှာတော့ဆရာကခုနှစ်သားသမီးများကိုဟောကြားတဲ့အခါမှာအရင်ဆိုတာလူကိုဟောတာဖြစ်တဲ့ဖြစ်တဲ့အတွက်เนาะကျွန်တော်တို့ပါလူမျိုးဆိုလိုက်လံလုပ်လို့ရပါတယ်เนาะမွတ်စလင်ဟိန္ဒူအစ္စလမ်စသဖြင့်ပေါ့ဗျာဩရဘာသာအားလုံးအောင်းဆိုဘေးရင်ဆိုတာလူကိုဟောတာပါခင်ဗျာเนาะ သူဟောတာပြတာဖြစ်တဲ့အတွက်ဆရာပြောတဲ့ဟလာကျွန်တော်တို့အဆောင်တွေရေရရာတွေတက်ပန်းနေရဘယ်လူမျိုးဘယ်ဘာသာမဆိုလိုက်လံလုပ်လို့ရပါတယ်ကိုယုံကြည်ကိုကိုယ်ရဘာသာအလိုက်เนาะကျွန်တော်တို့လိုက်လံပြုလို့လို့ရပါတယ်ခင်ဗျเนาะဒါကကျွန်တော်တို့ဘေးရင်ဆိုတာလူကိုဟောတာပါကျွန်တော်တို့ဘုရားဘာသာမှလို့ရမယ်ဘယ်ဘာသာမှလို့ရမယ်ဆိုတာကျွန်တော်တို့မရှိပါဘူးဘေးရင်ဆိုတာလူမျိုးကြဘာသာကြအားလုံးလိုက်လံပြုလို့လို့ရတဲ့အရာပါခင်ဗျเนาะအကြောင်းမလို့ ခုနှစ်သားပြည်များအနေနဲ့စီးပွားတက်ခြင်းတပန်းစင်းဆိုတဲ့ကဏ္ဍမှာတော့ကျွန်တော်တို့ဤကရဲ့ဘက်ကအနည်းလာသားပြည်များအတွက်စီးပွားတက်ဖို့အတွက်တိုက်ရည်ရာတွေပေးသလိုဒီတစ်ပတ်မှာတော့အင်္ဂါသားပြည်များအတွက်ကိုစီးပွားရေးနဲ့ပတ်သက်တဲ့တိုက်ရည်ရာလေးတွေပေးမှာဖြစ်ပါတယ်တိုက်ရခြင်းလို့တက်ဆင်ခြင်းလို့ဆိုရလေအရင်အရေးကြီးပါတယ်ခင်ဗျเนาะကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲတက်ခိုင်နှက်ရိုက်တာတွေနှက်တတ်ပါတယ်เนาะတက်မှားလို့ရှိရင်နှက်များတော့မကူညီနိုင်ဘူးဆိုတော့ ျွန်တော်တို့တာရကကြီးလည်းရှိပါတယ်တက်ကလည်းမှားလို့မရပါဘူးခင်ဗျเนาะကျွန်တော်တို့တက်ဆိုတာကအင်မတန်အရေးကြီးပါတယ်เนาะဘယ်လိုကောင်းလဲဆိုတော့ကျတော့ပါတဲ့ပဲဖြစ်ဖြစ်เนาะအန်ဒေါ်ကပ်ပဲ136ဆိုရက်ဓာတ်လေးပါရှိပါတယ်အဲ့တော့အန်ဒေါ်ဆိုတဲ့မိချက်ကတခုခုနဲ့လွှဲချော်လို့မှားသွားရင်လောင်တတ်စီပါတယ်ကပ်ပဲလို့ခေါ်တဲ့မိချက်ကတော့တခုခုနဲ့စောင့်ပြီးလို့ချင်းပွဲပြည့်စီတတ်ပါเนาะပုံနည်းတူသွားပဲစလီလို့ခေါ်တဲ့လေတတ်ကတော့ တော့လွဲချော်မှုဖြစ်သွားလို့ရှိလို့ရှိရင်လင်းလင်းမြန်မြန်နဲ့ဒုက္ခဆိုကျိုးကောင်းကျိုးအမြန်ဆုံးပေးစေတတ်ပါလေဝင်းသေးဆိုတဲ့ရေတက်ကလည်းကျွန်တော်တို့ရင်နဲ့လည်းတည်တတ်ပါလေခင်ဗျနော်အဲဒါကြောင့်မလို့တက်ကမှားလို့မရပါဘူးတက်ဆိုတာကသူ့သဘောကိုသူဆောင်တာပါခင်ဗျနော်ကျွန်တော်တက်ဆိုတာကသူ့သဘောကိုသူဆောင်တာပါကျွန်တော်မြည်ရလဲမြည်သဘောကိုဆောင်ပါတယ်မြည်ရလဲမြည်သဘောကိုဆောင်ပါတယ်လေးရလဲလေးသဘောကိုဆောင်တယ်လို့ရေရလဲရေသဘောကိုဆောင်ပါတယ်ခင်ဗျနော်အဲ့ဒီလို့ တိုက်တက်စင်လို့တဲ့ခါမှာတဲ့နော်ဓာတ်ကိုပြက်ပြီဆိုလို့ရှိလို့ရှိဓာတ်ပြက်ပြီဆိုလို့ရှိလို့ရှိဘာနဲ့မှကဲလို့မရပါဘူးပထဝီဓာတ်ပြက်ပြီဆိုလို့ရှိရင်နော်တစ်ဖက်ကဓာတ်ပြက်ရင်တစ်ဖက်ကအာကြီးသွားတတ်ပါပထဝီဓာတ်ပြက်ပြီဆိုတာနဲ့ကျွန်တော်တို့အာဘောဓာတ်တွေကကြီးမားပါတယ်ခင်ဗျာနော်အာဘောဓာတ်တွေကြီးဆိုးပါတယ်နော်အာဘောဓာတ်ပြက်ပြီဆိုရင်လေတေသောဓာတ်လို့ခေါ်တယ်ကျွန်တော်တို့အပူအားတွေကြီးတတ်ပါတယ်ခင်ဗျာတေသောဓာတ်တွေပြက်ပြီဆိုရင်လေဟာယောဓာတ်တွေကအာကြီးတတ်ပါ အဲ့လိုဓာလီဝါပြည့်၍မင်းမညှို့ဖြစ်ပြီဆိုရင်တော့အာဂါသတ္တတ္တိကစောင်းတတ်ပါဘူးဟုတ်ကဲ့ဓာတ္တိတမှာလည်းအာဂါသတ္တဆိုတာရှိပါတယ်ခင်ဗျာနော်အဲ့ဒီအာဂါသတ္တပြည့်ပြီဆိုရင်ပတ္တဝီကစပြီးတော့ဓာလီဝါတို့ရဲ့အတောက်ပဲကျေသူတပါးကိုအရာမမရနိုင်တော့ပါဒါကိုဓာတ်ကြိုက်တယ်လို့ခေါ်ပါတယ်ခင်ဗျာနော်အကြောင်းမလို့အဲ့လိုမျိုးဓာတ္တိကတစ်ခုနဲ့တစ်ခုကကျွန်တော်တို့အတောက်ပဲနေအကူညီတွေရှိပါတော့ဒါကြောင့်မလို့အန်တော့ကပ်ပဲဝင်သေးသေးရဲ့ဓာလီဝါမှာတစ်ခုခုပြည့်ရွံ့ပြီဆိုတာနဲ့သူ့အစဉ်တိုင်း တောက်ချောက်တောက်ကန်ဒီအကုန်ပစ္စည်းကကေရဆိုတဲ့စနစ်နဲ့သွားတာပြစ်တာပြစ်တဲ့အတွက်တက်ဆိုတာပြက်လို့မရပါဘူးခင်ဗျာခုခုလွဲချော်ပြီးဆိုရင်ကျွန်တော်တို့ဘာနဲ့တူလဲဆိုရင်အကုတုကန်လိုပဲလာရင်အပေါင်းနဲ့အသင်းနဲ့တငယ်ချင်းနဲ့အဲ့လိုအစုလိုက်ပြုံးလိုက်လာစီတတ်ပါတယ်ကုတုကန်လည်းထုံနည်းလူသားပဲကျွန်တော်တို့အလျှော့သလိုရှိရင်ဒီနေ့ဖြီးပေါက်တယ်ပေါ့ဗျာနောက်တနေ့အမွေရတယ်နောက်တနေ့ချဲပေါက်တယ်ဟောနောက်တနေ့ရွှေတို့ငွေတို့တွေကောက်ရတယ်ကောင်းတဲ့ကုတုတွေလာပြီဆိုရင်လည်းအစုလိုက်ပြုံးလိုက် အပေါင်းနဲ့အသင်းနဲ့လာတတ်ပါတယ်။ခုနည်းသူသာပဲအကုသူတွေဖြည့်စီပြီးဆိုလို့ရှိရင်လေဒီနေ့မှဗျာနေမကောင်းဘူးရှားတယ်။ရှားလို့မှစေကန်းသွားတယ်။အော်ကားတိုက်တယ်၊ရေနစ်တယ်။ဟလာစသဖြင့်ဓာတ်လိုက်တယ်။ဟောမိသားစုတွေပြိုကွက်တယ်။ကိုကမှနေမကောင်းပါဘူးဆိုရင်အော်ကိုနဲ့ပတ်သက်တဲ့လူတွေရပါကိုသားသမီးချင်းမျိုးငွေချင်းတွေရပါဒုက္ခဆိုတဲ့အပူဒုက္ခတွေနားရည်ထဲမှာစိတ်မချမ်းသာတရားကြီးကြားရတတ်ပါတယ်ခင်ဗျ။ဒါကြောင့်မလို့ကိုတို့အကုသူဆိုတာတစ်ဖက်စောင်းပြီဆိုလို့ရှိရင် တိုက်လို့မမီတတ်ပါဘူးအချိန်မီမတားစီးနိုင်ရင်အလုံးဟာပျက်စီးခြင်းတွေကြုံစီတတ်ပါတယ်ခင်ဗျာနော်အကြောင်းမလို့မိမိရဲ့ကုသိုလ်ကံကြီးကကောင်းနေသလားဆိုးနေသလားကံမကောင်းဘူးဆိုလို့ရှိရင်လေကံပြောင်းမဲ့အချိန်ကံကောင်းမဲ့အချိန်အဲ့လိုအချိန်ကာလတွေစောက်ကောင်းစီတတ်တဲ့ဓာတ်ပန်းတွေကိုစင်းနော်စီးပွားရေးတက်အောင်ဓာတ်ပန်းတွေစင်းကံတွေကောင်းအောင်ဓာတ်ပန်းတွေစင်းဟုတ်ကဲ့ကျွန်တော်ရဲ့ကောင်းစဉ်ကတော့စီးပွားတက်ခြင်းဓာတ်ပန်းစင်းလို့ခေါ်ပါတယ်ခင်ဗျာနော်အကြောင်းမလို့ကိုကံကောင်းအောင်လည်း ဒီလိုကျွန်တော်တို့တပန်းဆင်ရပါတယ်ခင်ဗျာနော်တိုက်ရိုက်တာတို့တက်ဆင်တာတို့ဆိုတာအင်မတန်အရေးကြီးပါတယ်နော်ကျွန်တော်တို့တက်ဆင်တဲ့အခါမှာလဲကျွန်တော်တို့မာတလုံးကြီးဆရာတော်လို့လူသိများတဲ့တောင်းနှင်းဆရာတော်ခင်ကြီးပြောရဲ့အဲတက်ဆင်ပညာမှာဆိုလို့ရှိရင်တော့နော်ကျွန်တော်တက်မှန်လဲထုတ်မိတ်လဲဟုတ်မိတ်ထုတ်ဓာတ်ကိုစီမိတ်ကြီးဓာတ်ကိုမှန်တယ်ငားလိုက်မူကနမိတ်ပြန်တယ်ဟိတ်လက္ခဏာတရားတည်းလို့ကျွန်တော်တို့လင်းကားမှာဆိုထားတာပေါ့ဗျာ တိုက်ရိုက်တာတက်စင်တဲ့အခါမှာနော်တမန်ကိုထုတ်မိတ်လက်အုပ်တယ်မိတ်တို့တက်ကိုစီးတယ်မိတ်ကြီးတက်ကိုမယ်နော်ဒါကြောင့်မလို့ကျွန်တော်တို့တက်ဆိုတာအင်မတန်အရေးကြီးပါတယ်တိုက်ရိုက်တဲ့တက်စင်တဲ့အခါမှာလဲတစ်ခုနဲ့တစ်ခုကချိတ်ဆက်မိကိုအင်မတန်အရေးကြီးပါတယ်ခင်ဗျာအဲ့တော့အင်္ဂါသားသမီးများအနေနဲ့ကျွန်တော်တို့တစ်ခုခုကိုလှုပ်တော့မယ်ဆိုလို့ရှိလို့ရှိရင်နော်ကျွန်တော်တို့အင်္ဂါသားသမီးများအနေနဲ့တစ်ခုခုကိုအလုပ်လုပ်တော့မယ်စီဝိုင်းနဲ့ပတ်သက်တာပဲလှုပ်လို့လူမှုရေးနဲ့ပတ်သက်တာပဲလှုပ်လို့ပေါင်းမှုကုသိုလ်တွေပဲလှုပ်လို့ အဲ့လိုလုံးတော့မယ်ဆိုလို့ရှိလို့ရှိရင်အင်္ဂါသားပြီးများအနေနဲ့မိမိရဲ့ငွေနဲ့အင်္ဂါနဲ့ပေါ့ဗျာနော်အဲ့တော့အင်္ဂါနဲ့တနေ့မှာပေါ့ဗျာအင်္ဂါနဲ့တနေ့မှာကိုယ့်ရဲ့ကောင်းမှုကုသိုလ်လေးတွေကိုအိမ်ဖျားမှာနော်ကျွန်တော်တို့ရေကိုတက်စီလူပါခင်ဗျာနော်ရေတက်စီလူပြီးတော့ကိုလိုတဲ့စုကိုတောင်းပါထုံနေတူသွားပဲနော်ကျွန်တော်အိမ်မှာရေတက်စီစုပြီးတော့ တက်စင်ပါခင်ဗျเนาะဒါဆိုရင်ပိုကောင်းပါတယ်ပုံနည်းတူသွားပဲเนาะကျွန်တော်တို့အင်္ဂါသားတမီးတယောက်ဟာတောက်ကြနေမနဲ့6နာရီကြာနေပြီးတော့9နာရီခွဲအတွင်းเนาะကျွန်တော်တို့တတိတမျိုးမျိုးကိုစားသုံးတက်စင်ပြီးတော့မှအလုပ်လုပ်ပါเนาะတောက်ကြနေမှာလဲကျွန်တော်တို့အရာမှာတတိကိုလူကိုကိုတိုင်းလဲစားเนาะအဲ့လိုဓာတ်တွေကိုဆင်ပြီးတော့မှကျွန်တော်စီဝါရေးကိစ္စတွေလူမှုရေးကိစ္စတွေလုပ်မယ်ဆိုလေအောင်မြင်စေတတ်ပါတယ်။ထုံနေတူသွားပဲကျွန်တော်တို့အင်္ဂါသားတွင်းတယောက်ဟာကျွန်တော်တို့ တနင်္လာနေ့မှာတော့စီးပွားရေးကိစ္စတွေအတွက်ကိုတက်ဆင်မယ်စီးပွားရေးကိစ္စတွေအတွက်ကိုကျွန်တော်တို့အောင်မြင်အောင်တက်ဆင်မယ်ဆိုလို့ရှိလို့ရှိရင်လေကျွန်တော်တို့တကြားလေးနဲ့ဆွတ်တော့ကပ်နော်တကြားလေးနဲ့ဆွတ်တော့ကပ်ပြီးတော့မှကိုလိုတဲ့စုကိုတောင်းပေါ့ဗျာဒါဆိုရင်ကံကောင်းစီတတ်ပါတယ်ခင်ဗျနော်မနေ့ပိုင်းမှာပဲလှူပါခင်ဗျနော်နောက်အင်္ဂါသားသမီးများအိမ်တော်ရေးကိစ္စတွေနော်ကျွန်တော်တို့အုပ်စုနဲ့လုပ်တဲ့ကိစ္စတွေနော်တော့အခြေရေးပေါ့လူငယ်များအတွက်အခြေရေးတွေလုပ်တော့မယ်ဆိုလို့ရှိရင်ကြာတာပရင်းနေ့ကြာတာပရင်းနေ့မှာ ပန်းသီးသုံးလုံးကြားမှာလူကန်ဓာတ်ဆင်ပြီးတော့မှအလုတ်လုတ်ပါခင်ဗျာဒါဆိုလို့ရှိရင်ကိုယ့်ရဲ့အကြံစီတွေအောင်မြင်စေတတ်တယ်လို့ကျွန်တော်တို့ကြံအကူကားတွေမှာရှိပါတယ်ခင်ဗျာအကြောင်းမလို့ဒီနေ့ဒီရက်ကစပြီးတော့ခုနှစ်သားသမီးအားလုံးစိတ်တော်ကအမှုညာကင်းဝဲပြီးကျွန်တော်တို့လိုရာဆန္ဒတွေပြေဝပြီးအေးပြားတွေဝေးကွာကြပါလိမ့်ခင်ဗျာ